မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရနေတဲ့အတွေ့အော်ကကိန်းဝင်ပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမတို့ချူပါဒီနေ့အော်တိုဘတ်25ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီက65နှစ်မြောက်ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနဲ့ဂုဏ်ပြုသဝင်လွှာပေးပို့တဲ့တဲ့တရားရေးဝင်ကြီးနဲ့အကျဉ်းထောင်တာဝန်ခံတွေအကျဉ်းသားထိမ့်သိမ်းရေးတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးတဲ့တဲ့ကော်ပောင်ကျေးရွာကိုအကျန်းဖက်စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းထိုင်ဆရာတော်ပြန်လုံတော်မူပြီးတန်ငါးပါးနဲ့ကလင်းငယ်တွေထိခိုက်ဒဏ်ရာရတဲ့တဲ့ အကြံဖက်ဆေးအုပ်စုရဲ့မတရားအလားသိမ်းပြီးနောက်ပညာရေးခန္ဓာပြိုလဲသွားတယ်လို့တမ်မတ်ကြီးဦးကျော်မုထွန်းပြောကြားလိုက်တဲ့သတင်းအကြံဖက်ဆေးအုပ်စုထောက်တိုင်းကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်ခိုင်းတွေကိုတိုက်ဖြတ်သွားမယ်လို့စကိုင်းဖိုရယ်ဖက်ဒရေးရှင်းကထုတ်ပြန်လိုက်တဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူမှုသပိတ်သတင်းတွေပဲဖြစ်ပါလေရှင် ပြောင်စုလွတ်တော်ကိုစားပြုကော်မတီက65နှစ်မြောက်ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနဲ့ဂုံပြုတ်သဝင်လွှာပေးပို့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပြောင်စွတ်လွတ်တော်ကိုစားပြုကော်မတီကဒီနေ့ကြာရောက်တဲ့65နှစ်မြောက်ကချင်လွတ်လပ်ရေးအဖွဲ့ကချင် Independence Organization KIO ဖွဲ့စည်းတည်ထောင်ခြင်းတွေကိုဂုဏ်ပြုသဝင်လွှာပေးပို့လိုက်ပါတယ်။သဝင်လွှာထဲမှာကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့မဟာမိတ်များရရှိခဲ့တဲ့နိုင်ငံရေးအရာ တိုးတက်မှုတွေ စည်ရင်အရာတိတ်တာထင်ရှားတဲ့အောင်ပွဲတွေနဲ့နည်းနည်းထိမ့်ချုံမှုရရှိထားနိုင်မှုတို့အတွက်ဂုဏ်ယူလေးစားတယ်လို့ဖော်ပြထားပါတယ်။မြန်မာပြည်သူလူထုတရက်လုံးမျှော်မှန်းတောင်းတနေတဲ့စစ်မှန်တဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးဆိုတဲ့ပင်လုံကတိကဝတ်ကိုမမေ့မလျော့ပဲမစုံမနစ်ကြိုးပမ်းတိုက်ပွဲဝင်နေမှုကိုလေးစားဂုဏ်ယူတယ်လို့ထက်လောင်းဖော်ပြထားပါတယ်။ ပင်လုံစာချုပ်ပါဂတိကဝတ်တွင်နဲ့စစ်မှန်တဲ့ကိုပိုင်ပြထန်းခွင့်ရရှိရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့65နှစ်တာကာလတလျှောက်မှာအသက်သွေးချွေးတွေပေးဆက်ခဲ့ကြရတဲ့ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေရဲဘော်ရဲဘက်တွင်နဲ့ကချင်ပြည်သူလူထုကိုဥညွတ်လေးပြုတယ်လို့ CIA base ကဖော်ပြထားပါတယ်စေအနာရှင်စနစ်အပြေးတိုင်ခြုံငင်းရေးအတွက်ကချင်လူမှုအပါအဝင်တနိုင်ငံလုံးရှိ ပြည်သူလူထုရဲ့တော်လှန်ရေးစိတ်ဓာတ်နဲ့စီးလုံးညီညွတ်မှုကအလွန်အရေးကြီးတယ်ဆိုတာနဲ့တိုင်းသောအလုံးဒန်းတူရင်ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့တရားမျှတရေးကိုအာမခံတဲ့ Federal Democracy ပြောင်းစုကိုတိဆောက်ရေးဖြစ်တယ်လို့ဆိုပါတယ်။ CRPH အနေနဲ့အဆိုပါရည်မှန်းချက်ကိုအောင်မြင်အောင်အကောင့်ထဲဖော်နိုင်ရေးအတွက် တိုင်းသားညီကိုမောင်နှမတွေတော်လှန်ရေးအင်အားစုတွေအားလုံးနဲ့အတူလက်တွဲချီတက်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်ရှင်။ တရားရေးဝင်ကြီးနဲ့အကျဉ်းထောင်တာဝန်ခံတွေအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးသိန်းဦးနဲ့အကျဉ်းဦးစီးဌာနနဲ့မြို့နယ်အကျဉ်းထောင်တာဝန်ခံတွေအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူတို့အကြားတွေ့ဆုံဆွေးနွေးမှုအစည်းအဝေးအမှတ်စဉ်3မေလ2025ကို အော်တိုဝါလ15ရက်မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုတရားရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးသိန်းဦး ဒုတိယအမြဲတမ်းအတွင်းဝင်ဦးကျိုးဆက်အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ညွှန်ကြားရေးမှူးဦးတုတရုံးအဖွဲ့မှုနဲ့ရုံးအဖွဲ့ဝင်တွေမြေပြင်ဆက်သွယ်ရေးတာဝန်ခံတွေနဲ့မြို့နယ်18မြို့နယ်မှာအကျဉ်းထောင်တာဝန်ခံတွေအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။တရားရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးသိန်းဦးကယနေ့အစည်းအဝေးကိုတက်ရောက်လာတဲ့အကျဉ်းဦးစီးဌာနနဲ့ပတ်သက်တဲ့တာဝန်ရှိဆရာဆရာမများအားလုံးက အင်မတန်အရေးကြီးတဲ့တာဝန်ကြီးကိုထမ်းဆောင်နေကြခြင်းဖြစ်ကြောင်းတော်လည်းရဲ့အကျိုးစီးပွားကိုဆောင်ရွက်နေတာဖြစ်သောကြောင့်အင်မတန်ဂုဏ်ယူစရာဖြစ်ကြောင်းတော်လည်းအတွက်အကျိုးရှိသလိုလူတို့အတွက်လည်းအကျိုးရှိကြောင်းစိုးမိုးနယ်မြေအတွင်းမှာဖြစ်ပွားခဲ့တဲ့ပြစ်မှုဆိုင်ရာကိစ္စရပ်တွေမှာအပြစ်ရှိကြောင်းတွေ့ရှိချက်များပေါ်တရားရုံးတွေက ပြစ်ဒဏ်ချမှတ်ပြီးအကျဉ်းသားများရှိပြီး ူတို့သတ်မှတ်ထားတဲ့ကာလကုန်ရင်လူတို့နဲ့တသားတည်းပြန်ဖြစ်နေစေဖို့အင်မတန်မှအရေးကြီးကြောင်းပြောကြခဲ့ပါတယ်။ဆက်လက်ပြီးမြို့နယ်အချင်းထောင်တာဝန်ခံတွေအချင်းသားထိန်းသိမ်းရေးတာဝန်ရှိသူတွေနဲ့တွေ့ဆုံတဲ့အစည်းအဝေးအမှတ်စဉ်နှစ်မြင်ဆောင်2025မှာထွက်ပေါ်လာတဲ့ရှေ့လုံငန်းစဉ်များပြီးစီးမှုအခြေအနေတွေကိုရှင်းလင်းဆွေးနွေးတာမြို့နယ်အချင်းထောင်တာဝန်ခံတွေအချင်းသားထိန်းသိမ်းရေးတာဝန်ရှိသူတွေရဲ့ကြိုတင်မေးမြန်းချက်တွေပေါ်သက်ဆိုင်ရာတာဝန်ရှိသူတွေကပြန်လည်ဖြေကြားတာ အထွေထွေဆွေးနွေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ကောပောင်ကျေးရွာကိုအကျန်းဖက်စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းထိုင်ဆရာတော်ပြန်လွန်တော်မူပြီးတန်ခါးငါးပါးနဲ့ကလင်းငယ်တွေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ တောင်ပြည်တမဟာနှင့်နယ်မြေမိုးကုတ်ခရိုင်မိုင်းလုံးမြို့နယ်ကောပောင်ကျေးရွာကိုအစမ်းဖက်စစ်တပ်ကအောက်တိုဘာ24ရက်နေ့ညနေ4နာရီခန့်မှာလေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းထိုင်စရာတော့ပြန်လုံတော်မူပြီးတန်ကား5ပါးနဲ့ကလင်းငယ်တွေအပါဝင်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တရနယ်လေးကထုတ်ပြန်ပါတယ်။အစမ်းဖက်စစ်တပ်ကကောပောင်ကျေးရွာကိုပေါင်900ဘုံနဲ့လားရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဲ့ဒီတိုက်ခိုက်မှုကြောင့်ကျောင်းထိုင်ဆရာတော်ဖြစ်သူတတ်တော်80နှစ်အရွယ်ဝါတော်90ဝါရှိတဲ့အရှင်ကျန်နာ ပြန်လွန်တော်မူခဲ့ရပါတယ်။ဒါပြင်တတ်တော်78နှစ်အရွယ်အရှင်အိုက်ကျန်တတ်တော်18နှစ်အရွယ်အရှင်ကုံမရတတ်တော်14နှစ်အရွယ်အရှင်ဩရတာတတ်တော်73နှစ်အရွယ်အရှင်ဝိရိယတတ်တော်73နှစ်အရွယ်အရှင်စန္တိပါ အသက်၄နှစ်အရွယ်မောင်အိုက်တင်နဲ့အသက်66နှစ်အရွယ်ဦးကျန်ဒီတို့ထိမှန်တရားရပြီးတော့နေအိမ်တလုံးဖုန်ကြီးကျောင်းတစ်ကျောင်းနဲ့ကျောင်းဆောင်တစ်ဆောင်ထိခိုက်ပျက်စီးခဲ့ရပါတယ်။အကြမ်းဖက်စစ်တပ်ကအောက်တိုဘာ၁ရက်ကနေ23ရက်အတွင်းမှာလေးကျောင်းတိုက်ခိုက်မှုအဖြစ်နဲ့မန်တုံမြို့မှာ၂ကျင်း၊ကြောင်မဲမြို့မှာ၂ကျင်း၊တီဘောမြို့မှာ၆ကျင်း၊မိုင်းငော့မြို့မှာ၃ကျင်း၊မိုင်းလုံမြို့မှာ၄ကျင်း၊နမ်ဆန်မြို့မှာ၆ကျင်း နမ်တူမြို့မှာ6ကျိန်မိုးမိတ်မြို့မှာ3ကျိန်နဲ့မိုးဘုံမြို့မှာ4ကျိန်စုစုပေါင်း36ကျိန်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုတွင် ကလေး10ဦးအမျိုးသား16ဦးနဲ့အမျိုးသမီး21ဦးစုစုပေါင်း48ဦးသေဆုံးခဲ့ပြီးတော့ကလေး24ဦးအမျိုးသား19ဦးအမျိုးသမီး၁၈ဦးတန်ကားတော်၂ပါးစုစုပေါင်း63ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင်နေအိမ်166အိမ် စာတင်ကျောင်း5ကျောင်းဖုန်ကြီးကျောင်း6ကျောင်းကျောင်းဆောင်8ဆောင်အဆောက်အုံ6ခုစိုင်ခန်း5ခန်းလက်ဖက်ဆက်ယုံ1ယုံစိုင်ကယ်၄စီးနဲ့ကား10စီးတို့ထိမှန်ပျက်စီးခဲ့ရပါတယ်ရှင်အကြံဖက်ဆေယုစုရဲ့မတရားအာဏာသိမ်းပြီးနောက်ပညာရေးကဏ္ဍပြိုလဲသွားတယ်လို့တန်မတ်ကြီးဦးကျော်မိုးထွန်းပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အကြမ်းဖက်ဆေးရုပ်စုရဲ့မတရားအာဏာသိမ်းပြီးနောက်ပညာရေးကဏ္ဍပြိုလဲသွားခဲ့ရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီမှာပညာသင်ကြားခွင့် Right to Education ကောင်းစေဖြင့်အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်ကိုအော်တိုဝါလာ24ရက်ခပြုလုပ်ခဲ့ရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်အုပ်စုကမတရားအာဏာသိမ်းပြီးနောက်ရက်ဆက်ကြမ်းကြုတ်မှုများကိုကျူးလွန်ခဲ့ရှိတာကြောင့်ပညာရေးကဏ္ဍပြိုလဲလာတာကိုတွေ့မြင်နေရတယ်လို့တန်မတ်ကြီးဦးကျော်မွန်ထွန်းကပြောကြားလိုက်တာပါ။ဒါအပြင်အကြမ်းဖက်စစ်အုပ်စုကရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတဲ့စစ်ရေးလှုပ်ရှားမှုတွေမှာဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေကိုတရားလက်လွတ်ဖမ်းဆီးချုံနောင်တာနဲ့ထောင်ချတာတွေကိုပြုလုပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။ အကျန်းဖက်စေယုစုကစာတင်ကျောင်းတွေကိုတင်းယူတာကျောင်းအဆောက်အုံတွေကိုစစ်စခန်းများအဖြစ်အသုံးချတာနဲ့စာတင်ကျောင်းတွေကိုတိုက်ခိုက်တာတွေကိုကြိမ်ဖန်များစွာလှုပ်ဆောင်နေတယ်လို့လည်းတမ်မတ်ကြီးကပြောထားပါတယ်။နေရစုခွာထွက်ပြေးတင်းရှောင်နေရတဲ့ကလေးတငယ်တွေကလည်းဘုံခိုခြင်းတွေဒါမှမဟုတ်ရွှေ့ပြောင်းနိုင်တဲ့စာတင်စခန်းတွေမှာစက်ကုတ်စက်ခဲပညာသင်ကြားနေရတာပါရှင်။ အကြမ်းဖက်ဆဲဥစုထောက်တိုင်းကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်ခိုင်းတွေကို တိုက်ဖြတ်သွားမယ်လို့စကိုင်းဖိုရယ်ဖက်ဒရေးရှင်းကထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်ခိုင်းတွေကိုအကြမ်းဖက်ဆဲဥစုရဲ့ထောက်တိုင်တွေအဖြစ်သတ်မှတ်ပြီးမိမိတို့ဒေသတွေမှာထိရောက်စွာဆန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့စကိုင်းဖိုရယ်ဖက်ဒရေးရှင်းကထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ကနိုင်ငံတကာကိုအတန်ကောက်ခစ်ပြီးအွန်လိုင်းငွေလိမ်ခိုင်းတွေကိုအပေါ်ယံနှိမ့်နှင်းဟန်ပြုနေပေမဲ့လည်းငွေကြေးလိမ်လည်မှုအများစုမှာအကြမ်းဖက်စစ်အုပ်စုခန့်ဝင်ကြီးဒုဝင်ကြီးတွေစစ်ဘုတ်ချုပ်တွေပါဝင်ပတ်သက်နေရလို့စကိုင်းဖိုရမ်ဖက်ဒရေးရှင်းကထောက်ပြထားပါတယ်။ကြားဖြန့်ခေါ်အွန်လိုင်းငွေကြေးလိမ်လည်ဖျားယမှုဖြစ်စဉ်တွေကဒေတာတွေပြည်သူလူထုရဲ့အကျိုးစီးပွားကိုထိခိုက်ရုပ်ရွတ်စေရုံသာမကပဲ အဲ့ဒီလုပ်ငန်းတွေကိုဦးစီးလုတ်ကင်နေကြသူတွေက လူစိုးကိုင်းကြီးများဖြစ်ကြီးထွားလာတာနိုင်ငံတကာအသိုက်အဝန်းရဲ့အကျိုးစီးပွားကိုပါထိပါလာနေပါတယ်။ဒါကြောင့်ကြားဖြတ်ကော online ငွေလင်ခိုင်းတွေကိုအကြက်ဖက်စေုပ်စုရဲ့ထောက်တိုင်တွေဖြစ်သတ်မှတ်ပြီးတော့မိမိတို့ဒေတာတွေမှာထိရောက်စွာစန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့ Sky Forest Federation ကထုတ်ပြန်ထားပါတယ်။ ပြည်သူလူထုတရက်လုံးကလည်းအဲ့ဒီ online ငွေလိမ်ဒိုင်းတွေရဲ့တားကောင်ဘဝမရောက်ရလေအောင်အထူးတတိပြုနေထိုင်ကြပြီးတော့မိမိတို့နဲ့အနီးဝန်းကျင်မှာ online ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေဆောင်ရွက်နေတာကိုတွေ့ရှိရပါကလက်မှတ်ခံပေးတဲ့ဝိုင်းဝန်းပူပေါင်းစန့်ကျင်တိုက်ဖြတ်သွားကြဖို့တိုက်တွန်းထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ပြတ်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရင်းမပင်မျိုးနယ်မှာအောက်လန်လွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းဟာတင့်မဲဖြင့်တရားဝင်ဒုသက်ခွင့်မပေးတဲ့စာသားကင်ဆွဲပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောက်လန်လွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ တင့်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တဲ့ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာအောင်လံနှွင့်မီထောက်သွင်းနေတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့စာသားကင်ဆယ်ပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရင်ဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအောက်လန်လွှင့်မီထောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့ ်တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကိုင်းဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်မဲပင်မြို့နယ်မှာပြည်သူအားမဲ့တပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကိုင်းဆွဲပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအားမဲ့တပိတ်စစ်ကြောင်းနဲ့ တင့်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရှင်းမပင်မျိုးနယ်မှာနောက်ပြန်မလှဲ့သေးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတူရောင်ရွှေကောက်ပွဲစံကျင်းရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလှဲ့သေးဒီတော်လန်ရေးတပိတ်စစ်ကြောင်း ဖက်စစ်ရွေးကောက်ခွေးထွက်ပေါင်မဲမပေးနဲ့တပိတ်မှောက်ဆိုတဲ့စာသားကိုကိုင်းဆွဲပြီးအကျန်းဖက်စစ်တပ်ကြာရှောင်းရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်ဒေတာခန်တော်လန်ပြည်သူတွေကနယ်မြေမြေတပ်မှုကြားထဲကနေပဲအကျန်းဖက်ဆစ်တဲ့ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေစဉ်ပြုလုပ်နေကြတာပါရှင်။ပြည်သူလူထုပေါင်းကဘာဝဘေးလူလုပ်ဘေးဆိုတဲ့ဘေးနဲ့သွဲကနေကင်းဝေးနိုင်ကြပါသေးရှင်။ဂျေဇုတမန်ရှင်။